မဆာချူးဆက်စ်မှာရှိတဲ့အစိုးရယုံကို FBI နဲ့ DEA တို့ကဝန်ဖန်I don't think we're going to necessarily ask for a declaration of war. I think we're just going to kill people that are bringing drugs into our country. Okay? We're going to kill them. Continue our coverage this evening of the local state employee. who was arrested and terminated from his position after several kilograms of suspected cocaine were seized. And I have a look at what happened in court today. အစိုးရရုံးခန်းထဲမှာကိုကင်း၈ကီလိုဂရမ်လောက်တွေ့ပါတယ်။ဒါကိုပြည်내အနောက်ပိုင်းကိုစားပြုဖို့ရွေးချယ်ခံရတဲ့သူကတည်လာခဲ့တာပါ။ဒါကလည်းမူရီခိုင်းရဲ့ကိုတော်မဟုတ်ပါဘူး။ဒါကပြည်သူယုံကြည်မှုရဲ့ရုံးခန်းဖြစ်ပေမဲ့မူရီဆေးဝါးဖြန့်ပြီးရောက်လမ်းကြောင်းဖြစ်သွားခဲ့ပါတယ်။မနက်9:12မိနစ်မှာ Massachusetts ပြည်내 Springfield မြို့ရဲ့လမ်းတွေကတိတ်ဆိတ်နေပါတယ်။ အဆောင်ရဲ့ဓာတ်လေကလမ်းတွေလည်းတိတ်ဆိတ်နေခဲ့ပါတယ်။ Spring Free ပြည်နယ်ရုံးအဆောင်ကိုဖောက်ထွင်းဝင်ရောက်သွားတာပါ။ DEA အဖွဲ့က FBI ရဲ့အထူးတပ်ဖွဲ့တွေအကူအညီနဲ့အရေးတွေလိုပဲလမ်းတွေအတိုင်းရွေးရှာသွားပါတယ်။အော်ဟေတန်တွေလည်းမရှိ၊တတိပေးတန်တွေလည်းမရှိပါဘူး။တိတ်ဆိတ်တဲ့ခြေတန်တွေနဲ့သူတို့မျှော်လင့်ထားတဲ့အရာတွေကိုတွေးတော့မယ်၊လေးလံတဲ့ခန်းစားချက်တွေပဲရှိပါတယ်။တမရီတကားကိုကျဲလောင်တဲ့ဒုံးဆိုတဲ့အတန်နဲ့ရိုက်ချိုးဖွင့်လိုက်ပါရီ။ရုံငန်းထဲမှာအလုဆိုင်ရာဖိုင်တွေပုံထားတာနဲ့မှန်ပေါင်းသွင်းထားတဲ့တပုံတွေရှိပါရီ ဒီအရာတွေကပြည်သူယုံကြည်မှုရဲ့တင်ကြတာတွေပါဒါပေမဲ့အဲ့ဒီယုံကြည်မှုကပျက်စီးပြီးသားဖြစ်နေပါပြီအစည်းအဝေးစပွဲပေါ်မှာတစိမ့်ပိတ်ထားတဲ့အထုပ်တထုပ်ရှိပါတယ်အရာရှိတွေကဒီအထုပ်ကိုဖွင့်လိုက်တော့အမှန်တရားကနှလုံးသားကိုဓာတ်နဲ့ထိုးလို့ခန်းစားပါတယ်တန်ဆင်ထားတဲ့ကိုကင်း၈ကီလိုဂရမ်ကိုမမတနတ်တလန်နဲ့ဒေါ်လာ3850ပါတဲ့စာရိုက်တအိတ်ပါဝင်နေပါတယ်စပွဲပေါ်မှာလက်ထပ်ခဲ့ပြီးရန်နေသူကတော့လာမခွတ်ပဲဖြစ်ပါတယ်သူက Massachusetts အနောက်ပိုင်းခရိုင်အုတ်ချုပ်ရေးမှုရုံးရဲ့လက်ထောက်ညွှန်ကြားရေးမှုအား သူကပြည်သူတွေကိုအကျိုးပြုဖို့လာစာရထားသူပါကင်မရာရှေ့မှာရိုးသားမှု အကြောင်းပြောခဲ့ဘူးသူပါဒါပေမဲ့အခုတော့မျိုးပေါင်းများစွာကိုဖြန့်ဖြူးနိုင်တဲ့ကိုကင်းပမာဏနဲ့ဖမ်းမိသွားပါပြီဒီတစ္ဆာဖောက်မှုကရိုးရိုးမိုးရေးစေဝါဖမ်းဆီးမှုထပ်ပိုးပြီးနေနေပါလိမ့်ဘာလို့လဲဆိုတော့စနစ်ကိုကာဝယ်မဲ့သူတွေကအဲ့ဒီစနစ်ကိုစပြီးအစိတ်ခတဲ့အခါဒီစနစ်ကတည်ဆုံနေပါပြီ လာမခွတ်အဖမ်းခံရပြီးတဲ့နောက်မှာတော့ DEA ရဲ့ Digital မှုကင်းစစ်ဆေးရေးအဖွဲ့ကသူ့စပွဲကနေ laptop ကိုယူသွားခဲ့ပါတယ်။ဒီ laptop မှာအားကောင်းတဲ့လျှို့ဝှက်ကုတ်တွေခံထားပြီးဒါကအဆောက်အအုံရုံးတွေမှာပုံမှန်မဟုတ်ပါဘူး။ FBI ရဲ့ Cyber Unit ကနိုင်ပေါင်းများစွာအလလုတ်ခဲ့ရပါတယ်။ကွန်ပျူတာနောက်ဆုံးမှာတော့လော့ပွင့်သွားတဲ့အခါအမှုကပိုပြီးကြီးလာပါတယ်။မျက်နှာပြင်တစ်ခုလုံးသင်္ဘောတင်ပို့မှုမှတ်တမ်းတွေအချိန်ဇယားတွေနဲ့ကုတ်ဝတ်ထားတဲ့မှတ်စုတွေနဲ့ပြည့်နှံ့နေပါတယ်။ စလီလာကျော်ကာလာအတွင်းတင်မောတင်ပိုးမှုတွေရှိခဲ့ပါတယ်။မွေးကိုင်းတွေကအခုဆိုရင်အတူအရောင်မက်သဖက်တမင်းဆေးပြားတွေထုတ်လုပ်နေကြပါပြီ။ဒီဆေးပြားတွေကအဒရော့နဲ့အစအဆုံးတူပါတယ်။အတူအရောင်ဆေးပြားတွေဖန်တနိုင်းချောင်းတွေနဲ့ခရစ်စတယ်မက်တွေလည်းရှိပါတယ်။ဒီဆေးတွေကမက္ဆီကိုကနေလာတာပါ။ဒါတွေကစနာလိုဝမွေးကိုင်းတွေကိုဖက်ဒရယ်ကနှိမ့်နေရမှာတင်စီရမိတဲ့မွေးဆေးဝါပေါင်900တွေကတစ်စိတ်တစ်ပိုင်းပဲရှိပါသေးတယ်။စုစုပေါင်း16ချိန်တင်မိုးခဲ့ကြပါတယ်။တခါတင်ပို့ရင်10ကီလိုဂရမ်ကနေကီလိုဂရမ်20ကြာအလေးချိန်ရှိပါသေးတယ်။ ဒါရီအားလုံးကိုပြည်내စာပို့စနစ်ကတစ်စစ်ပို့ခဲ့တာပါဒီပစ္စည်းတွေကိုဂိုဒေါင်တွေနဲ့စိတ်ခံတရားတွေထဲမှာချထားခဲ့ပါတယ်အရာရှိတွေကခြေရာခံလိုက်လေနာမည်တွေပို့ပြီးပေါ်လာလေလေပါသူတို့ကလမ်းမေးရာဇဝတ်သားတွေမဟုတ်ပါဘူးမောင်မဲနေတဲ့လမ်းကြားတွေမှာပုံနေတဲ့သူတွေလည်းမဟုတ်ပါဘူးသူတို့ကပြည်သူကိုဝန်ဆောင်မှုပေးမယ်လို့ခရီးပေးထားတဲ့သူတွေဒါပေမဲ့ပြည်သူတွေကိုအစိတ်ခံနေတဲ့သူတွေဖြစ်နေပြန်ပါတယ်နာမည်တွေနဲ့ယာရုတွေကလည်းအံ့ဩစရာပါနေထိုင်ရဲအရာရှိလက်ထောက်ရဲမှုတရားရုံးစည်းတယောက်စီကကိုအခန်းကဏ္ဍအနေပါဝင်ပါတယ် သူတို့အားလုံးပေါင်းပြီးတော့လျှို့ဝှက်ခွင်းဆက်တစ်ခုကိုဖန်တီးခဲ့တာပါဒါကမက်ဆာချူးဆက်စ်ရဲ့ရက်ွက်တွေကျောင်းတွေနဲ့အိမ်တွေတဲကိုကိုကင်းတွေကိုတိတ်တဆိတ်ရွှေ့ပြောင်းမှုတိစောက်ထားတဲ့ကွန်ရက်တစ်ခုပါအရာရှိတွေကအဲ့ဒီခွင်းဆက်ကိုလာရင်သူတို့တွေးခဲ့ရတဲ့အရာကကြောက်စရာကောင်းပါတယ်တင်ပို့မှုတွေကိုအစိုးရကအလုပ်ချိန်အတွင်းမှာစီစဉ်ခဲ့တာပါ FBI ရဲ့စစ်စင်ကြီးကဖမ်းဆီးမှုများစွာနဲ့အဆုံးသတ်သွားပါတယ်အဲ့ဒီထဲမှာရဲအရာရှိတွေလက်ထောက်ရဲမှုတွေနဲ့ရဲမှုကြီးနှစ်ဦးလည်းပါဝင်ခဲ့ပါတယ် အထုပ်တွေကိုပြည်내လွှတ်တော်ရဲ့စာပို့ကန်းကနေပို့ခဲ့တာပါတပ်သေးတွေကိုပြည်내ပိုင်းဂိုဒေါင်အစအုံတွေထဲမှာတင်ထားပါတယ်ကိုကင်းတွေကမက်ဆာချူးဆက်ကမဟုတ်ပါဘူးလာအိုအီဗာစန်ဂရီလို့ခေါ်တဲ့အချမ်းဖတ်ရာဇဝေခံရနေလာတာပါဒီကိန်းကနယူးယောက်ကနေမိန်အထီလဲပတ်နေတဲ့စစ်တပ်ပုံစံမူရင်းဆေးဝါအဖွဲ့လေးဖြစ်ပါတယ်မနက်3:30မိနစ်50မှာ Worcester အနီးက Federal Cookie စခန်းထဲမှာ Massachusetts ရဲ့ Digital မြေပုံပေါ်မှာအနီးရောက်အမှတ်အသားတွေအများကြီးပြသနေပါတယ် အမတ်သားတစ်ခုစီကဒီကွန်ကရစ်နဲ့ဆက်ဆက်နေတဲ့အရာတွေကိုပြနေတာပါအဲ့ဒီထဲမှာဂိုးတောင်ခန်းတွေလုံခြုံတဲ့အိမ်တွေကားပါကင်တွေနဲ့မွေးစေဝါထားတဲ့တိုက်ခန်းတွေတောင်ပါဝင်ပါတယ်ဒီနေရာတွေကတာမန်ရက်ွက်တွေထဲမှာရှိနေတာပါမနက်၄နာရီ၃မိနစ်မှာတော့လုံခြုံတဲ့မျက်နှာပြင်ပေါ်မှာ message တစ်ခုပေါ်လာပါတယ်ယူနစ်အားလုံးလှုပ်ဆောင်ပါဆိုတဲ့ message ပါအဲ့ဒီနောက်မှာတော့တုံ့ပြန်မှုစတင်ခဲ့ပါတယ်မျိုးနဲ့၅ခုလုံးမှာ FBI DEA နဲ့ပြည်내အထူးတပ်ဖွဲ့တွေကတစ်ချိန်တည်းမှာလှုပ်ရှားလာပါတယ်။ပြစ်မှတ်၁၄ခုရှိပါတယ်။ သူတို့မှာအချိန်14မိနစ်ပဲရှားပါတယ်။တတိပေးတာမရှိဘူး။ထွက်ပြေးဖို့အခွင့်အရေးမရှိပါဘူး။ Lowest မြို့မှာတန်ကြက်ကကားတွေကနှစ်ထပ်ကား workshop ရှေ့မှာရပ်လိုက်ပါတယ်။အရာရှိတွေကတကားမှာတန်းစီချီတက်ပါတယ်။တကားဖွင့်ဆက်ပစ္စည်းရဲ့အလင်းနဲ့တစ်ချက်ကစုကနေပေါက်ွက်ထွက်သွားပါတယ်။တမလီတကားကလည်းဝန်းကနေပွင့်သွားပါတယ်။အတွင်ထဲမှာလူ3ယောက်ကတနက်ဆွဲပြီးပြန်တိုက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့လည်းသူတို့မှာအခွင့်အရေးမရှိပါဘူး။ဘုံတွေပေါက်ွက်ပြီးကျဲလောင်တဲ့အတံတွေကကွန်ကရစ်နေရန်တွေကိုထိသွားပါတယ်။ တစ်ချိန်တည်းမှာပဲ Spring Free မှာတော့ site ပြိုးရေး company တို့ပုံစံရှိတဲ့ godown တစ်ခုရှိပါတယ်။ဒါပေမဲ့လည်းအဖုံးတွေအောက်မှာတော့ cooking ပေါင်200ကိုအများရှိတွေတွေ့ပါတယ်။ Fantasy ပေါင်90တွေ့ပါတယ်။အားလုံးကထုတ်ပို့ပြီးတင်ပို့ဖို့အဆင်သင့်လုပ်ထားတာပါ။စစ်စင်ရေးကလည်းတိတ်ဆိတ်မနေတော့ပါဘူး။ Worcester မျိုးကကား godown တစ်ခုထဲမှာကင်မရာကလှုပ်ရှားမှုတွေ့ပါတယ်။တန်တရားရှိသူတွေက rifle တွေကိုဆွဲပြီးလမ်းကြားတွေကနေထွက်ပြေးဖို့ကြိုးစားပါရစေ။ Black Hawk ရဟရင်တစ်စင်းကအမိုးပေါ်ကနေပြန်တန်းသွားပါရစေ။သူရဲ့ပန်ကားတွေကအဆောင်ကိုတုံ့ခါစေပါရစေ။ ခြေဆက်ကနေအတန်တန်အော်လိုက်ပါလေလက်နဲ့ချပါမင်းတို့ဝိုင်းရံခံနေရပြီလို့အော်လိုက်တာပါတန်တရားရှိသူတွေကလည်းဆက်ပြင်းနေပါလေလမ်းကြားကအနီးကတိုက်ပွဲဖြစ်သွားပါလေတနက်တန်တွေကအုံနေရံတွေကိုလင်းလက်သွားစီပါလေကြီးစံတွေက platform ကိုထိပါလေ DEA agent အုပ်ကနေရံနောက်မှာပုံနေပါလေ FBI agent အုပ်ကရှေ့တိုးသွားပါလေသူတို့ကစိတ်အေးအေးထားပါလေတူတူနဲ့ထိန်းချုပ်ထားတဲ့တနက်ပစ်ဖောက်မှုတွေလုပ်ပါလေကိုမနစ်ကြာပြီးတဲ့နောက်လမ်းကလည်းတိတ်ဆိတ်သွားတာပေါ့တန်တရားရှိသူ၃ဦးလဲကြသွားပါလေနောက်ထပ်၂ဦးကတော့လမ်းနဲ့ချပါလေ သူတို့ရဲ့လက်တွေကလည်းတုံ့ရင်နေပါတယ်သူတို့ထွက်ပြေးစရာလမ်းကြောင်းမရှိတော့ဘူးဆိုတာနားလည်သွားပါပြီဒီထွက်ချိန်မှာစစ်စင်ရဲ့အရွယ်အစာကရှင်းရှင်းလင်းလင်းဖြစ်လာပါတယ်စုစုပေါင်း58ဦးဖမ်းဆီးနိုင်ခဲ့ပါတယ်နေရာအများပြားကနေမိုးရေဆေးဝါးတိတရမ22တန်သိမ်းဆည်းရမိပါတယ်တရားမွေရိုင်ဖယ်တွေနဲ့နိုင်ငံခြားတပ်နှက်တွေအပါအဝင်တပ်နှက်129လက်တွေပါတယ်ဖုန်းတွေနဲ့လေဝက်ကုတ်ပါတယ်မဆုစာအုပ်တွေအများကြီးတွေ့ပါတယ်ဒီမဆုစာအုပ်တွေမှာလေဝက်နမဲအတူကောက်တွေနဲ့ငွေပေးချေမှုမှတ်တမ်းတွေပါပါတယ် တရင်ရဟတ်ယင်တွေကခေါင်းပေါ်ကနေပြန်တန်းနေကြပါလေလူတွေကသူတို့ရဲ့ပရင်ပေါက်တွေကိုကြည်နေပါလေပြည်နယ်တဝန်းလုံးကလူတိုင်းအရာတစ်ခုကိုနားလည်သွားပါလေဒါကတော့သိငဲ့တဲ့စစ်စင်ရေးမဟုတ်ပါဘူးဒါကမွေးစေဝါအင်ပါယာကြီးတစ်ခုပါပြီးတော့ဒါကအိမ်တွေကျောင်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေရဲ့ဘေးမှာလှုပ်ဆောင်နေတာပါအခုဆိုရင်ပထမဆုံးအကြိမ်ဖြစ်ဒီကွန်ရက်ကထိခိုက်သွားပါပြီ။ဒါပေမဲ့ဒီစီးနေမှုကတခြားအရာတစ်ခုကိုလုံလိုက်ပါပြီ။ကြံနေခဲ့တဲ့ခြေရာခံမိတဲ့အရာတွေကမြေအောက်စနစ်ရဲ့မြေပုံအပြည့်စုံကိုပြသတော့မှာပါ။ မိဂုံငွေတွေကင်းစင်ပြီးတန်တရားရှိသူတွေကိုလက်ထိတ်ခတ်ခေါ်ထုတ်သွားတဲ့အခါတကယ်အလုဆတင်လာပါရီစီးနှင်းမှုတွေကအရှိတကားပဲရှိပါသေးတယ်။ကိုင်ရဲရဲတကယ်ဖွဲ့စည်းပုံကတော့လျှို့ဝှက်နေတော့မှာဒါကစီးပွားရေးလုပ်ငန်းတွေအိမ်တွေနဲ့တမန်ပုံပေါက်တဲ့အဖွဲ့အစည်းတွေမှာပြန့်နှံ့နေတာပါ။ Boston Federal ခွဲခြမ်းစိတ်ဖြာရေးစင်တာတွေမှာနိုင်ငံတွေမှာဖန်သားပြင်တွေအပြည့်ဖုံးလွှမ်းနေပါရီဒီမျက်နှာပြင်တွေကတညာလုံးစူးစောင်းထားတဲ့တက်တီအားလုံးကိုပြသနေပါရီအေဂျင့်တွေတုံးသက်သူတွေငွေကြေးရာဇဝတ်မှုကျွမ်းကျင်သူတွေနဲ့စိုက်ပါအဖွဲ့တွေကဘေကျင်းရှင်ပြီးအလလောက်ကြပါရီ ဖိုင်နိုင်းကိုစစ်တဲ့ half dry dye ကိုခူယူပါရီကုတ်ဝတ်ထားတဲ့ message တိုင်းကိုတချောင်းချင်းလော့ဖွင့်ပါရီဒေတာတွေပွင့်လာတဲ့အခါမြေပုံအသစ်တစ်ခုပေါ်လာပါရီဒါကလမ်းတွေရဲ့မြေပုံမဟုတ်ပါဘူးဒါကအာနာရဲ့မြေပုံပါ Massachusetts မှာမူရေးဆေးဝါးပို့ဆောင်တဲ့လမ်းကြောင်းကြီး၄ခုရှိပါရီဒီလမ်းကြောင်းတွေကတကယ်တင်မောကုမ္ပဏီတွေထဲမှာဖုံးကွယ်ထားတာပါသူတို့ရဲ့ truck ကားတွေကတည်တည်တွေ hardware ပစ္စည်းတွေနဲ့စားလုပ်ရေးပစ္စည်းတွေတဲပါရီဒီလိုလုပ်တဲ့အတွက်တစိမ့်ပိတ်ထားတဲ့ container တွေကတန်တရားမဖြစ်ပဲသွားလာနိုင်ခဲ့တာပါ လာမခွတ်ရရှိထားတဲ့ကိုကင်ကနောက်ဆုံးရန်နာရတနင်္လာစာတတိလေးပဲရှိပါသေးတယ်။ဒီပိုးဆောင်အလံချောင်းကမက္ဆီကိုနယ်စပ်ကနေစပြီးအိုဟိုင်ရိုပြီးတော့နယူးယောက်ကိုဖြတ်နောက်ဆုံးဘော့စတွန်မြို့အနီးနားကမြို့တွေကိုရောက်ရှိပါရင်းနောက်တော့အရာရှိတွေကတူလောင်တဲ့စနစ်တွေကိုရှာတွေ့ပါရင်းတချို့နေရာတွေကရက်ရွာအစားအသောက်ဂိုဒန်လိုပုံစံတွေပေါက်ပါရင်းဒါပေမဲ့တကယ်တမ်းကျတော့သူတို့ကမွေးစေဝါအတွက်အေးခန့်တွေဖြစ်နေတာပါ။အေးခဲထားတဲ့ဟင်းသီးဟင်းရွက်တွေရဲ့နောက်ကွယ်မှာအရာရှိတွေကအုတ်ခဲအရွယ်မွေးစေဝါအထုပ်တွေကိုတွေ့ခဲ့ရပါရင်း ဒီအထုပ်တွေမှာတန်းစင်မှုအစင်းနဲ့ပို့မဲ့နေရာကိုပြသထားတဲ့သင်္ကေတကုတ်တွေပါပါတယ်။နောက်တစ်ခုကတော့ပတ်စံတွေကိုလိုက်ပါတယ်။အရာရှိတွေကပုဂ္ဂလိကလောင်ကစားရုံနှစ်ခုတွေ့ပါတယ်။ဒါတွေကတင်းငယ်ပြီးဖိတ်ကြားထားသူတွေသာဝင်ခွင့်ရတာပါ။မိအောင်တက်တောက်တွေမရှိဘူး၊လူအုပ်တွေမရှိပါဘူး။တိတ်ဆိတ်တဲ့အခန်းတွေထဲမှာလောင်ကစားတင်ကားပြတွေကငွေသားဖြစ်လာပါတယ်။ငွေသားကလည်း electronic စနစ်နဲ့ငွေသွင်းထားတာဖြစ်ပါတယ်။ဒီပစံတွေက Delawell နဲ့ Puerto Rico ကနာမည်ကန်ကုမ္ပဏီတွေထဲရောက်ရှိသွားပါတယ်။သတိပေးတာမရှိဘူး၊စည်ရင်းစစ်တာမရှိဘူး။ တ်ဆန်တွေကအဲ့ဒီနေရာနဲ့တက်ဆိုင်တလို့ပဲစီစဉ်နေတာပါအဲအတင်းဆုံးတွေ့ရှိချက်ကတော့ပရာဟိတအဖွဲတစ်ခုကနေလာတယ်ဆိုတာပါဒီအချိုးမျက်မယူတဲ့အဖွဲကလူငယ်အစီအစဉ်တွေကိုကူညီတယ်လို့ကြေညာထားပါတယ်ဒါပေမဲ့သူတို့ကအလှငွေဒေါ်လာ17တရမ3တန်းကျော်ကိုစီမံဆောင်ရွက်ခဲ့ပါတယ်အလူရှင်တွေရဲ့နာမည်တွေကလည်းအတူတွေပါပစံတွေကမွေးရစီရောင်းရုံငွေကနေလာတာပါဒီပရာဟိတအဖွဲ့ကဒေတာခန့်အရာရှိအတော်များများကိုဟောပြောကမဲဆွဲလှုပ်ရှားမှုအလှူငွေနဲ့လုံခြုံရေးအကြံပေးကတွေပေးခဲ့ပါတယ် ဒီကွန်ရက်ကရက်ရွာကိုကူညီတဲ့ပုံစံပြည်내ကိုအကူအညီပေးတဲ့ပုံစံမျိုးဖန်တီးထားတာပါနောက်ဆုံးတက်တေပြတွေစုံစမ်းစစ်ဆေးပုတ်ပေါ်တက်ဆင်လိုက်တဲ့အခါမှာတော့အခန်းထဲမှာထိတ်ဆိတ်သွားပါပြီအမန်တရားကအခုရှင်းရှင်းလင်းလင်းဖြစ်နေပါပြီဒီကွန်ရက်ကတစ်နှစ်ကိုဒေါ်လာတန်220ရှာပါပြီမိသားစုထောင်ပေါင်းများစွာထိခိုက်နေလာခဲ့ရပါတယ်အစိုးရရုံးတွေကအတွင်းထဲကနေပုံနေခဲ့ပါတယ်ဒါပေမဲ့တခြားအရာတခုလည်းပေါ်လာပါတယ်အားနေနေတဲ့နေရာတွေဒီလုပ်ငန်းကအရေးကြီးတဲ့လူနည်းစုအပေါ်မှီခိုနေရတဲ့နေရာတွေပါကွန်ရက်ကကြီးမားပြီးမှတချို့နေရာတွေကပါလွှာနေပါတယ် ဒီနေရာတွေကိုချိုးဖြတ်လို့ရပါတယ်။ဒါကြောင့်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။နောက်တစ်ဆင့်ကစောင့်ကြည့်တာမဟုတ်တော့ပါဘူး။တန်းစင်အောင်လှုပ်တာဖြစ်ပါလိမ့်မယ်။စီနေမှုတွေကအကုန်းရက်ကိုဖော်ထုတ်ခဲ့ပါတယ်။မြေပုံကသူ့ရဲ့ပုံစံကိုပြသခဲ့ပါတယ်။ဒါပေမဲ့အခက်ခဲဆုံးအပိုင်းကအခုမှစတာပါ။မိုးရေကိုင်းရဲ့အစွမ်းထက်ဆုံးလက်နက်ကမိုးရေစေပါမဟုတ်ပါဘူး။သူတို့စနစ်ထဲဆွဲသွင်းထားတဲ့လူတွေပါ။မိုးလင်းချိန်မှာတစိမ့်မပါတဲ့ Federal Vanguard တွေက Massachusetts တလွားကရဲစခန်းတွေမျိုးယုံတွေနဲ့အစိုးရအဆောက်အုံတွေစီကိုမောင်းဝင်သွားပါတယ်။ဒါတွေကအကြမ်းဖက်စီးနှိမ့်မှုတွေမဟုတ်ပါဘူး။တိတ်ဆိတ်ပြီးတိကြပါတယ်။ ဝက်ချက်စတာရဲ့စကန်ထဲမှာအရာရှိတွေကပုံမှန်အတိုင်းသူတို့ရဲ့တနေတာကိုစာပါတယ်အဲ့ဒီနောက်ဖက်ဒရယ်အေဂျင့်တွေရှောက်ဝင်လာပါတယ်သူတို့တနက်တွေကိုမမြောက်ပါဘူးဖန်ဝရန်တွေကိုယူလာခဲ့ပါတယ်တပ်တန်း23နဲ့လောက်ခဲ့တဲ့တူရဲမှုကြီးတခုကသူ့ရဲ့ရဲတစ်စိမ့်နဲ့တနက်ကိုတင်းသွားတဲ့အခါတုံလှုပ်သွားပုံရပါတယ်မွေးစေဝါမှုတွေရှော့ချအောင်လုပ်ခဲ့သူအဖြစ်နာမည်ကြီးခဲ့တဲ့စုံတော်တို့ကလက်ထိတ်ခတ်ခံရတဲ့အခါကောင်းကုန်သွားပါလေ။ပစ္စည်းဝယ်ယူရေးအရာရှိတို့ကအေဂျင့်တွေကဖိုင်ထည့်တဲ့ဗီဒီယိုကိုဖြန့်လိုက်တဲ့အခါကြက်တိတ်သေးသွားပါလေ။ အတွင်းထဲမှာရရရံမုံငွေလို့ရေးသားထားတဲ့စာအိတ်တွေကိုတွေ့ရပြီဒါတွေကတကယ်တမ်းကျတော့မွေးရေးဆေးဝါးပတ်စံတွေပါနေလေပိုင်းလောက်ကရေးအရာရှိ18ဦးမြို့အုပ်ချုပ်ရေးမှု2ဦးနဲ့ပြည်နယ်ပစ္စည်းဝယ်ယူရေးအကြံပေးတဦးဖမ်းဆီးခံခဲ့ရပါတယ်အော်ဟိတာမရှိဘူးစင်ကျင်ပေးတာမရှိဘူးတချို့အရာရှိတွေလည်းမျက်နှာလွှဲထားကြပါတယ်တချို့ကတော့ကြမ်းမြင့်ကိုစိုက်ကြည့်နေပါတယ်တချို့ကနာကျင်မှုနဲ့ကြည်နေကြတာပါဘာလို့လဲဆိုတော့တခုခုမှားနေတာကိုခံစားမိခဲ့ပေမဲ့တစ္ဆာဖောက်မှုကတလောက်ထိနှက်ဆိုင်လိမ့်မယ်လို့ပဒုံးကမှမယုံကြည်ခဲ့လို့ပါ အပြင်ဘက်မှာတော့အဖို့တို့ကခောက်ထားတဲ့အမေရိကန်အလံကိုဂိုင်းထားပါတယ်။သူသားရဲ့စာပနာအပြီးမှဒီအလံကိုစခန်းကိုသူလှုပ်ခဲ့တာပါ။အရာရှိတွေကိုခေါ်ထုတ်သွားတာကိုသူတိတ်တဆိတ်ကြည့်နေခဲ့ပါတယ်။အော်ရဲတမ်းမရှိဘူးဒေါသလည်းမရှိဘူး။သူယုံကြည်ခဲ့တဲ့ယူနီဖောင်းကသူ့ကိုတစ္ဆာဖောက်သွားပြီဆိုတာကိုသိလိုက်ရတဲ့သူ့ရဲ့အကြည့်မျိုးပဲရှိပါတယ်။လူတွေကအပြင်မှာစူယုံနေကြပါတယ်။တချို့ကတော့ဒေါသထွက်တယ်၊တချို့ကတော့ရင်ခွဲနာကြတယ်။အများစုကတော့ရိုးရိုးလေးပဲထိတ်လန့်နေကြတာပါ။ဘာလို့လဲဆိုတော့သူတို့ရက်ကွက်တွေကိုအစိုက်ခတ်ခဲ့တဲ့သူတွေကသစိမ့်နေမှာမဟုတ်ပါဘူး။သူတို့ကိုကာကွယ်ပေးဖို့စီစဉ်ထားတဲ့သူတွေကိုယ်တိုင်ဖြစ်နေလို့ပါ ဘော့စတိုမာအုပ်ချုပ်ရေးမှုကပြည်နယ်ကိုပြောကြားခဲ့ပါတယ်။သူရဲ့အတန်းအလဲတည်ငြိမ်ပါတယ်။အကွဲနေတဲ့အခြေခံအုပ်မြစ်တစ်ခုရဲ့ဝင်တော့ဝင်ဖို့ကိုထမ်းထားတဲ့လူတို့ဦးတို့ပါ။သူကရဲတစိတ်ကိုပြည်သူကို ထိခိုက်ရင်အတုံးပြူရင်ဒိုင်းလွာပြက်စီးသွားပါပြီ။ဒိုင်းလွာပြက်စီးတဲ့အခါကျွန်တော်တို့ပြုပြင်ရမယ်။ကျွန်တော်တို့မျက်နှာလှဲထားမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။အပွဲတစ်ခုကိုဖွဲ့စည်းလိုက်ပါတယ်။ဒါကိုတမာရီပြန်လေတုံးတဲ့အထုအဖွဲလို့ခေါ်ပါရီဒီအဖွဲမှာရဲဌာနတွေအစိုးရယုံတွေငွေကြေးလှည့်ပြမှုတွေနဲ့အစိုးရအေဂျင်စီတွေရဲ့အတုံးစေတွေအားလုံးကိုစစ်ဆေးဖို့အပြည့်အဝအခွင့်အာဏာရှိပါရီ ကြီးမန်းချက်ကလည်းရှင်ပါတယ်ခိုးယူခံရတဲ့ယုံကြည်မှုတွေကိုပြန်ယူရမယ်ရာဇဝတ်မှုအတွက်အုံပြုခံရတဲ့အဖွဲ့အစည်းတွေကိုပြန်တည်ဆောက်ရမယ်အလိညာခံရတဲ့ရဲရွာတွေကိုကာကွယ်ရမယ်မြင်မြန်တော့ဖြစ်လာမှာမဟုတ်ပါဘူးလွယ်ကူမှလည်းမဟုတ်ပါဘူးဒါပေမဲ့လည်းသူတို့တွေစတင်ခဲ့ပြီဖြစ်တဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာအင်းဒီကောင်က Facebook ပေါ်တင်လိုက်ကွာ